အားလုံးမင်္ဂလာပါရှင်။ဆရာမကြီးတက်မြင့်အောင်ရေးသားထားတဲ့အထူအပါဝတ္ထုတို့စုစည်းမှုစာအုပ်ထဲမှာတောင်ကျင်းတောင်ကျင်းဆိုတဲ့ဝတ္ထုတို့လေးကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြတင်ဆက်ပေးပါစီရှင်။တောင်ကျင်းတောင်ကျင်းပမန်ရရဒီရက်ကွက်ထဲကိုဒီလူကြီးပြောင်းလာတဲ့နေ့ကခွင်းနီတို့အိမ်မှာ အပျော်လွန်ပြီးတော့ဝုန်းတိုင်းကျဲတဲ့နေ့ခွင်းနီအိယာကလည်းတော့အိမ်ပေါ်မှာမမတငယ်ချင်းတွေဆယ်ယောက်တည်းမနေ့ တယောက်နဲ့တယောက်အလူရဲ့အပြိုင်ဆိုင်အိုဟစ်ပြိုဆိုနေကြသော စကားသံတွေကလည်းတရဆန်နားထောင်သူမရှိ ပြောသူကြီးဖြစ်နေကြ၏အဲ့ဒီကြားထဲမှာအမေကတကားကြီးလောင်းထားသော မျက်နှာဖြင့်ချိန်မကင်မီလက်မကင်မီနောက်ဖေးဝင်လာအိမ်ရှိထွက်လိုက်ဖြင့်ရောင်တောင်ပေါင်တောင်ဖြစ်နေလေ၏ပြီးတော့မှခွင်ဒီကိုအိမ်ထဲဆွဲခေါ်ကအတန်တုံတုံဖြင့်တာလန်ဒိတ်ကကျင်းတို့ဆိုင်ကိုသွားနုံမုံတထုံနဲ့တခြားစိတ်သားသွားဝင်ဒီပတ်ဆက်90ကိုပြီးခဲ့ ကျန်တာအရင်စရင်နဲ့ပေါင်းမတ်ထားလို့ပြောနော်မမတငယ်ချင်းတွေကို coffee ဖြိုတိုင်းရအောင်ဆို၏ခွင်းနီအိမ်မော်ကဆင်းခဲ့ပြီးလန်တိတ်ကဆိုင်အသွားပြန်မှမိမြင်သမျှတငယ်ချင်းတွေကိုရင်ခေါ်ပြီးငါအမဆယ်နဲ့အောင်နဲ့ဟိဟုဖော်ပြခဲ့၏ကာယကံရှင်အမမပြောနေဒီနေ့တနေ့လုံးခွင်းနီပြောနေ၏အခါတိုင်းနေနေကြအိမ်ဒီပင်အသက်ဆန်း ဖြစ်တည်ထားသလိုကျက်သေးမင်္ဂလာရှိနေသည်။အိုလူကလာမီဒီလူကလာမီနှင့်အလွန်မျက်နှာပွင့်နေသော အမားဖြစ်သူကိုတည်ရဲ့ကောင်းကြီးတယောက်လို ခွေးနှီးအားကြနေ၏။အမြဲတမ်းတိတ်တိတ်ဆိတ်နေတတ်သောအဖေသည်အိမ်မမလူရှင်သွားတော့အမားကိုလူကြီးတယောက်လိုဆက်ဆံပြောဆိုတာကိုလည်းခွေးနှီးအံ့ဩရပြန်၏။ငါသမီးကြီးစေတန်းကိုနှစ်ချင်မအောင်လားအဖေတို့အတွက်တော့ဘာနဲ့မှလဲလို့မရတဲ့ပြောရွှင်မှုပဲ။ ငါသမီးကိုဖေးတိတ်ပြီးတော့လဲကျေးဇူးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့အဖေရဲ့အထက်တန်းစီလာတာနဲ့ချစ်ချစ်ချုပ်ချုပ်ကြောင်းထားရတဲ့မိဘတွေကိုနှစ်နှစ်သုံးနှစ်အောင်ပြီးတော့ဒုက္ခမပေးလို့ပေါ့ကွယ်။ပြီးတော့သမီးရဲ့အောင်မြင်မှုကြောင့်အဖေတို့လည်းမျက်နှာပွင့်ရတယ်။အဖေကိုကြည့်ပြီးခွေးနီတနာသွားသည်။အမိမြဝန်ထဲမှာလည်းမျက်ရည်တွေလည်နေသည်။ပြီးတော့ဖေးဆက်ပြောသည့်စကားကကလေးပြီမဲ့ခွေးနီနားထဲဝင်သည်။ မနေ့တော့ကလည်းဒီကနေ့နဲ့တောင်းသမီးရဲ့တန်ဖိုးကအများကြီးကွာသွားပြီဆိုတာသမီးကိုယ်တိုင်သိရဲ့လားဥပမာသတင်းစာတစ်စောင်ဖတ်ရင်တောင်းသိတာနေပြီအမေနဲ့မမရောခွေးနီပါအဖေမျက်နှာကိုငေးကြည့်နေမိကြ၏မနေ့အထိသတင်းစာတွေကကြော်ညာတွေဟာသမီးအတွက်ရုပ်ရှင်ဗီဒီယိုကတ်တွန်းစာအုပ်လိုကြော်ညာမျိုးတွေပဲစိတ်ဝင်စားခွင့်ဖတ်ခွင့်လုပ်ပိုင်ခွင့်ရှိတယ်အဲဟောဒီနေရာစပြီးအလုတ်ခွင့်အတင်းနှန်း တက္ကသိုလ်အသီးသီးရဲ့ဝင်ခွင့်ကြော်ညာတွေအခြေခံပညာအထက်တန်းအောင်အဆင့်ဌာနဆိုင်ရာ အလုပ်ခေါ်စာတွေသမိဖက်ခွင့်ရှိလာပြီရွေးချယ်ခွင့်ရှိလာပြီအကောင့်ထဲပို့ခွင့်ရှိလာပြီသမိပါလို့ချင်းတည်းလဲဘယ်တင်နှန်းတက်ချင်းတည်းလဲအလုပ်ဝင်ပြီးတော့လဲအဝေးတင်တက္ကသိုလ်ခါနေဘွဲ့ယူအောင်မလားဒါမှမဟုတ်ဝါသနာပါတဲ့အသက်မွေးမှုသိပ်ပန်တကူကိုကိုဝင့်ပြေမလားသမိရဲ့အနာဂတ်ကိုသမိလာပေါအောင်စိတ်ကူးခွင့်အကောင့်ထဲပို့ခွင့်ရှိသွားပြီ အဖေစကားကြောင့်ခွေးနီးပင်စေတန်းကို အခုချက်ချင်းထောက်အောင်ခြင်းစိတ်တွေတဖွာဖွာပေါ်လာ၏အမေကလည်းမမပကုံကိုဖက်၍ပညာရီအများကြီးတတ်တော့ဘဝကိုမပင်မပန်းပဲလူရန်းစီတည်ဆောက်နိုင်တာပေါ့သမီးရဲ့အဲ့ဒီအချိန်မှာပဲဟိုဘက်အိမ်က လူတန်းစုတန်းတွေစုညံစုညံနဲ့ပစ္စည်းတင်တန်းကြတဲ့ရွှေတံပြောင်းတန်းတွေက ခွေးနီးတို့စကားဝိုင်းကိုအာယုံပြောင်းသွားစေသည် အမေကခေါင်းရင်းပြတင်းပေါက်ကမြှောက်ကြည့်ပြီး ိုးဘိတ်အိမ်ကိုလူသစ်ထွေပြောင်းလာတဲ့တော့မနီယာမပြောင်းလာတော့လူကြီးကိုရက်ွက်တဲ့ကလူတော်တော်များများကစိတ်ဝင်စားနေအတင်ကြီးကြသည်ဒီထဲမှာ ခွေးနီတို့ကလေးအုပ်စုကအရှိဆုံးကပါသည် လူကြီးပုံတရံသည်ကိုလုံးကိုထဲပြေပြို့၍ဘိုက်အနေငယ်ပို့သည်အယံမြင့်မြင့်နဲ့တိုက်ဖို့အင်ကြီးအမြဲဝှလိရှိသော လူကြီးမှာမျက်မှန်ထူထူကြီးနဲ့တက်ထားရသည်ဤနောက်စိတ်ပက်လေ၌သာသပင်ပါပါရှိပြီးငယ်သေးပြောင်နေသော လူကြီးအသွင်ကို ုံနောက်ကိုအသုံးပြုပံများလွန်သဖြင့်ပြောင်းလဲလာသောပညာရှိဥကောင်ခွင်းဤတို့အချင်းချင်းညင်းနေကြ၏ဒီလိုဥကောင်မျိုး ခွင်းဤတို့လမ်းတိမ်မှစာရေးဆရာကြီးထံမှလည်းရှိလေသည်သို့သော ထိုစာရေးဆရာကြီးကဆင်းရဲ၏မျက်နှာထင်းထင်းနှင့်လူကြီးရင်ပတ်ပေါ်တွင်ဌာနဆိုင်ရာတစိမ့်တစ်ခုအမြဲတက်ဆင်ထားသဖြင့်အိမ်ကြီးချင်းများကဒီလူကြီးကိုရင်းဌာနမှခေသူမဟုတ်ကြောင်းအတက်တွေ့ထားကြသည် သူတို့ရက်ွက်သည်ရူရူသားသားနှင့်စီစီလုံးလုံးနေကြသောမိသားစုဆန်သည့်ရက်ွက်ကလေးဖြစ်သည်လူကြီးဥယျာဉ်ထက်ကလေးဥယျာဉ်ကပိုများပြီးလန်နေက ကလေးပေါ်မှခွေးနေဖြစ်သည် သူတို့အုပ်စုသည် အစောတန်းဤအတက်ဆန်းဤဆက်လေဆက်စုသည်တရက်ွက်လုံးကစင်ဝင်စားနေသောဒီလူကြီးဤတရင်တစုံတစားကိုတည်လာတတ်သူများလည်းသူတို့အုပ်စုပင်ဖြစ်သည်သူတို့အုပ်စုသည်တာမန်ကလေးများကစားလေးရှိသော ကလမာစီညောင်ပင်တစီခွဲခေါက်တန်းဂျင်ပေါက်တန်းစင်ပြေတန်းတို့မှခွဲထက်ကပုံမြင်ပျော်ရန်ရုပ်ရှင်ရိုက်တန်းစကိတ်စီတန်းရုပ်မြင်ကြော်ညာတန်းစတိတ်ရှိုးလန်စသည်ဖြင့်အစမ်းထွင်ကစားလေးရှိကြသည်ဒီလူကြီးအိမ်နှင့်ခွေနီတို့အိမ်သည်ရခွဲတွင်မှချအိမ်များလိုပင်အလွန်နီးကပ်ပြီးခြံစည်းဥခတ်ထားခြင်းမရှိသောကြောင့်စကားချေချေပြောလျင်အတိုင်းသာကြာရ၏ ခွေးနီတို့အိမ်ကောင်းရင်တွင်ကလေးများညာဘက်စုပြုံ၍ကစားကြလင်ခြေတန်းရှိသော လူကြီးဤအိမ်ချင်းရင်ဘက်သို့ရောက်ရာ ရောက်တတ်ကြသည်သစင်းရက်ခွက်တွင်လာနေသောလဲခက်တီတီနှင့်အမဲလိုရင်ကောကစိန်ကားမောက်မာတောင်ရှိသောဒီလူကြီးကိုအယိုးကန်ရက်ခွက်သို့ရက်ခွက်သားများကကြောက်ပဲကြောက်ရတော့မလို့လို့မျက်နှာချိုပဲတွေ့ရတော့မလို့လို့ ਨੇ ဘာမှမသိစိတ်ဝင်စားနိုင်ကြသည်မှာစမ်းတော့စမ်းဤပညာတတ်သားသမီးများမွေတာကြတော့ ိဘတွေမှာဒီလူကြီးနဲ့ယင်းဤခင်မင်ခွင့်ရရန်အခွင့်ကောင်းဆောင်နေကြ၏ဒီလူကြီးဤဆောင်မှာကြီးရှုမှုဖြင့်မိမိတို့သားသမီးများ အလို့အကိုင်းနေရာကြာရေးကိုစိတ်ကူးဖြင့်ပုံဖော်ကြကြ၏ထို့ထဲတွင် ခွင်းဤအမိလည်းပါသည်ထိုကြောင့်ရက်ွက်ထဲမှအိမ်ရှင်မများသည်မနက်စီသို့သွားချိန်တွင်လူချင်းမင်းမိန်းမနှင့်စုံအောင်တမင်ဖန်သည်သည်ပြုံးပြနှုတ်ဆက်၍စကားဆိုမိပြောပြအောင်စူးစမ်းသည် ထို့ကြောင့်လူချင်းမင်းမ၏သူခင်မောအပေါ်အ ခေါ်ပေါ်တုံးစေသည့်နန်းစားကို သူတို့အနေငယ်အံ့ဩရသည်ထိုမိမသည်သူယောက်ျားကိုလူကြီးဟုပင်ခေါ်၏လူကြီးကတိတ်လုံများတာသူတို့ထမင်းကြိုက်မိအောင် ပြေးလိုက်အောင်မယ်နော်ဆိုပြီးစကားစားကိုဖြတ်ကားတုံးချေတင်၏ဒီတော့အနည်းဆက်ဆုံးတရင်ပေတယောက်ဖြစ်သည့်ခွေးနီထံကတရင်သာသူတို့စောင့်နာထောင်ကြရ၏ခွေးနီသည်လူကြီးအိမ်မှအပြောစကားများကို အတိုင်းသားကြားနေရသည်ဒီနေ့အစီအဝေးရှိတယ်စော်ကြီးသွားရမယ်ဆိုတာမျိုးကိုကြားရင်း ဒီနေ့ဘာဘလူကြီးအစီအဝေးရှိလို့တယ်ဟူ၍၎င်းဒီနေ့ပြန်မလိုက်တာကွာဒီနေ့ကုန်နားရတယ်လည်းမရှိဘူးတာဝန်ကံအထက်လူကြီးရောခွင့်ယူထားတော့အရာရာငါခေါင်းပေါ်မှာကြီးပဲပင်စင်ရင်လည်းမမြန်ရပါမှာလုံးမဝင်တော့မလွယ်ဘူးဆိုသည့်အခါခွင်းနီကထုံစံအတိုင်းလူကြီးဘဘအလုပ်တွေပြန်မလုံးလို့ပင်စင်ယူခြင်းလာပြီတဲ့ဟုတ် လူကြီးနှင့်ဘဝကိုရှေးနောက်ထားခြင်းတို့ထားပြီးပြောကားတရင်ဖြန့်ချီလျက်ရှိသည်ခွေးနီမှာထို့သောတရင်ဦးတရင်ထူးလေးများပြောရသည်ကိုပင်အယတာရှိနေပြီးဂုံယူနေတတ်သည်လူကြီးအနေတိုင်းပြောဆိုဝိစားဆင်ရင်မှုနှင့်ဥပရိယုတ်တာအစဉ်မြင်ပြီးခန့်ညာနေသည်မဟုတ်လူကြီးမင်းဤစာဝင်နေသည်လေခွေးနီတို့လမ်းမိသားစုများထက်အယယာသာသည် တိုက်ပုံဝင်လူဒန်းစားချင်းအထူးတူရက်ွက်တယ်မှာအကြောင်းဆရာကြီးတိုက်ပုံအင်ကြီးသည်အမြဲတမ်းနှွမ်းဖက်နေပြီးခွေးနီးတငယ်ချင်းမီးရိုး၏အမေဌာနခွဲစီကြီး၏မိမမှလည်းလူကြီးမိမနှင့်ရွယ်တူဖြစ်ကလူကြီးမိမလိုလက်ကောက်တွေဆွဲချိုတွေမရှိ လူကြီးသားသမီးတွေတခါတည်းကလေးစီစပိန်လေးကိုချစီနေသောအခါခွေးနီတို့အုပ်စုမရောမလဲနဲ့အနာကက်ပြီးရဲကျဲကျဲလေးတွေလောက်ကငေးကြည့်မိကြသည် ်ထိုအခါလူကြီးဤသားသမီးများပြီးသားစွာမတိတလူလိုနေမျက်နာလေးတွေချီ၍နေကြသဖြင့်မခံချင်းမခံတာဖြစ်ရပြန်သည်ဒီလူကြီးလောက်ကိုင်းနေရာတို့ကိုအမျိုးမျိုးထင်ကျေးပေးနေကြသော အမေများကိုခွေးနီတို့အုပ်စုကသတင်းမှန်ကိုစုံစမ်းပြီးအတိအကျသတင်းပေးခြင်းကြောင့်ဤထို့ကြောင့်ညာဘက်ကစားချိန်တိုင်းခွေးနီတို့ခေါင်းရင်းတွင် အားလုံးစုက ပုံပြောရန်ကစားရင်လူကြီးရင်ကြီးလှူချောင်းမှုများကိုတစ်စီတစ်ဆောင်အကဲခတ်ကြ၏ သူနှင့်တနေ့တွင်ထူးခြားသောသတင်းတစ်ရပ်ကိုသူတို့ပြန်ခွင့်ရလိုက်သည် လူကြီးကအရေးကြီးတဲ့ကိစ္စတခုကိုဟောရပြောရမယ်တဲ့အဲ့လိုသူပြောတော့မပြောချင်ဘူးတဲ့ဒါပေမဲ့တာဝန်ဟာတာဝန်ပဲဟာ ခွေးနီကကောင်းဆောင်ပြီးတယောက်တစ်ပေါက်အလူရဲ့သတင်းပေးကြတာအတန်များကိုနားထောင်ရင် လူကြီးတွေအကြောင်းအရာတခုနဲ့တခုဆက်ဆက်ကြည့်နေကြသည်နောက်ပြီးလူကြီးကစကားပြောတဲ့အခါလူရင်းကိုပြပြသားသားရှင်းရှင်းလင်းလင်းပြောတတ်ဖို့လိုတယ်တဲ့ อืมဟုတ်တာပေါ့ခွေးနီမီကထောက်ခံရင်စကားပြောကုန်တစ်ခုမှခန့်ခန့်ညာညာကြီးရက်ပြီးမိန်ကုံပြောနေသောလူကြီးကိုမြင်ရောင်သည်အဲ့ဒီလိုလိုရင်းတူရှင်ကိုအထင်ကုန်မရှိပဲပြောနိုင်ဖို့အတွက်တည်တည်ကြာကြာလေ့ကျင့်ရမယ်တဲ့ဩတိတ်ရေးကြည့်လို့နေမှာပေါ့အဲ့ဒါပထမစာနဲ့ရေးချရမယ်တဲ့စာအုပ်ဖတ်ပြီးပြောနေတာတဲ့အတန်းအနီအတန်တားမှန်မှန်နဲ့လက်တန်းပြောတာလူစိတ်မှာစိတ်ဝင်စားကြကောင်းတော့မို့ အဲ့ဒါကိုလွတ်ကြရမယ်တဲ့ TV တွေဘာတွေရိုက်မှာမို့နေမှာပေါ့ဘာတွေပြောမလဲသိချင်လိုက်တာအဲ့ဒါလူကြီးမိန်းမကအိမ်မာလေးချင်းမောတဲ့ तू ကစာရွက်ကြည့်ပေးမယ်အလွတ်ရအောင်ကျဲတဲ့ဘယ်ဘယ်တော့ပြောမှာမို့လဲမနေ့ကဖန်ပြောမှာဒီညလူကြီးကစကားပြောချင်မလို့တဲ့သူ့မိန်းမနဲ့ပြောနေတယ်ဟုတ်လားသွားနှားထောင်းတာပေါ့ပြီးတော့ပြန်ပြောပြတို့ကတီမီရှိတာမဟုတ်ဘူး လူကြီးဖြစ်ရတာဘလောက်အားကြစရာကောင်းတာလဲမင်းတို့လည်းပညာတဲ့ကြီးတွေဖြစ်အောင်လုပ်ကြတော့အမေရိမချင်မရဲနဲ့စိတ်ဝင်တစားအားကြနေစဉ်လမ်းထဲတွင်လည်းတယောက်နဲ့တယောက်လက်တို့ပြီးမနှက်ဖန်လူကြီးအရေးကြီးတဲ့စကားပြောစရာရှိလို့တယ်အိမ်မှာစကားပြောတာတောင်းကြင့်နေပြီတဲ့ဟူသော တီတိုးတန်တွေကိုဟိုနာတီနာစုစုညံ့ညံ့နေတော့ဤညာဘက်တွင်ခွေးနီတို့အုပ်စုလူချင်းမင်းအိမ်အောင်နာတွင်ထိုင်ပြီးပြောဖို့ ပုံပြောကြရင်ကလေးတွေတစားတစားများလာ၏ခဏကြာလူကြီးစကားပြောနေသောအချိန်တွင်တော့သူတို့ငြိမ်ပြီးနားထောင်ကြ၏အောင်မြင်ပြသသောအတန်နှင့်အတန်ထားဖြင့်သူပြောရမယ့်စကားလုံးများကိုအထင်ငော့မရှိအောင်အခါခေါက်အခါခါခြင်းနေသော လူကြီး၏အတန်ကိုနားထောင်ရင်းသူတို့တွေပါနှုတ်ခမ်းလေးတွေတလှုပ်လှုပ်တရွာရွာနဲ့လိုက်ရွကြရင်အလိုရကုန်၏သို့သောအတန်ထွေမရွရင်ဘဘလူကြီးစင်ရိုက်မှာကြောက်ကြ၏ တကယ်တော့ဒီစကလုံးတွေကိုလေသူတို့လည်းအတန်နဲ့အတန်ထားဖြင့်မန်ပါပါယူဆိုခြင်းကြ၏ထို့ကြောင့်နောက်တနည်းမနဲ့တွင်ဒီသတင်းကိုရက်ွက်အတွင်ဖြန့်ချိပြီးဖြစ်အောင်သူတို့ဆန္ဒလည်းပြေဝအောင်ကစားနီတမျိုးစံတင်၍ခွေးနီခေါင်းဆောင်ကကလေးများအလုံးစုယုံလိုက်ကြသည်ထို့နောက်လူကြီးလုပ်သလိုသတင်းစာလေးကြီးကိုပဇက်မှာတင်၍လမ်းထဲမှာလှည့်လေရောက်တော်၏ဈေးသူဈေးသား များခမညာဈေးသူဈေးသားများ မိမိတို့အစာရင်ကျယ်ဝင့်ထက်ပုံမကျော်လွန်၍ပစ္စည်းများစုပေါင်းခြင်းဖြန့်ခင်းခြင်းချိတ်ဆွဲခြင်းများမပြုလုပ်ကြပါယင်မေတ္တာရက်ခံအပ်ပါသည်ခမောအကယ်၍လိုက်နာခြင်းမရှိခဲ့ပါကတိရောက်စွာအေးအေးမြဖြစ်ကြောင်းအတိပေးနှိုးစော်အပ်ပါသည်ခမောအရက်ထဲမှလူအလုံးသည် မထင်မှတ်သော လူကြီးရာတို့ကြောင့်၎င်းထိမ်မနိုင်တဲ့မြရတော်သောကလေးများ၏တယောက်တစ်ပါးလူရဲ့အော်ဟစ်နေထမ်းများကြောင့်၎င်း အားနာပြီးအိမ်ထဲမှာမထွက်ရဲပဲဖြစ်ကုန်ကြ၏ဈေးသူဈေးသားများခမကလေးတွေကတော့လမ်းပေါ်ပေါ်မှာအော်ရင်နေပျော်နေစဉ်ပန်းဝိတီမဂ္ဂဇင်း February လ1995ခုနှစ်ဟုတ်ကဲ့ပါရှင်ဆရာမကြီးတမ်းမြအောင်ရေးသားထားတဲ့အထူးအပါဝတ္ထုတို့စူးစိမှုစာအုပ်ထဲမှာတောင်ကျင်းတောင်ကျင်းဆိုတဲ့ဝတ္ထုတို့လေးကိုအဆုံးထိအောင်မျှဝေဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ နာဆင်ပြီးခဲ့ကြတဲ့ဒုတိယချင်းတဲ့တိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။အားလုံးလည်းဖိတ်ခင်လို့ကျမ်းမာကြပါစေရှင်။ thank you